UNHCR ကချောက်ထားခြင်း www.unhcr.org malaysia ကိုနှိပ်ပါ counter refugee malaysia ကိုနှိပ်ပါ no i'm not register ကိုနှိပ်လိုက်ပါ request for new registration ကိုနှိပ်ပြီးတော့ next ကိုနှိပ်လိုက်ပါ20%ဖြည့်ဆွက်ပြီးတာမို့လို့ဒီလိုအပြာဒဏ်လေးပေါ်လာပါလိမ့်မယ်တရားရဂိုင်းတော့ပြည့်မှာပြည့်စုံတာပါ next ကိုနှိပ်ပါဒီချက်လက်တွေကိုတေချာရေးပေးပါအမည်ဖုန်းနံပါတ်နှစ်ခု ဂျီမေးလိပ်စာကိုနှစ်ခါရေးပါတင်မြဲသုံးနေတဲ့ဂျီမေးကိုရေးပေးပါတီနီယာမိုးရဲ့မြင်စာတီမြန်မာနိုင်ငံကိုရွှေ့ပါ လူမျိုးရေးပါ ကိုးကွယ်ရဘာသာကိုရေးပါကြားမှရွှေ့ပါ မွေးနေ့ရေးပါဒီလိုပုံစံလေးပေါ်မှာမွေးနေ့မှန်ပါပါမလေးရှားရောက်တဲ့ရက်ကိုလည်းရေးပါဒီလိုပုံစံလေးပေါ်မှာမှန်ပါပါဒီနေရာမှာမိမိရဲ့ဓာတ်ပုံကိုတပိုင်းပုံကိုထည့်ပေးပါ။စာရဲစာရန်၃ခုအနက်တစ်ခုကိုထည့်ပေးပါ။ ။မွေးစရင်လည်းထည့်ပေးပါ။ passport ရှိရင်ဓာတ်ပုံရိုက်ထည့်ပါ။ other identity document မှာတိုင်းဒါကတ်တစ်ခုခုထည့်ပေးပါ။ဥပမာအနေနဲ့မြန်မာ muslim card, chin card, mon card, rohingya card တွေကို ဖိုင်တွဲပေးရန်အရေးကြီးပါတယ်။ဘာချက်လက်မှမထည့်ဘူးဆိုရင်တော့ရှေ့ဆက်သွားလို့မရပါဘူး။အနီရောင်ပြလာပါလိမ့်မယ်။အချက်အလက်တစ်ခုထည့်ပြီးမှ60ရာခိုင်နှုန်းပြီးမြောက်ကြောင်းဒီလိုပေါ်လာမှဖြစ်ပါတယ် အရင် UNHCR ကချောက်ထားသူတွေကဒါရီထည့်မပေးလို့အချက်လက်မစုံလို့ခေါ်မပေးတာလို့ခံမှန်းရပါတယ်။အကယ်လို့မိမိမိသားစုပါထည့်မယ်ဆိုရင်တော့ add new family member ကနေဒီနေရာကိုနှိပ်ပါ။မထည့်ကြည့်ဘူးဆိုရင်တော့ next ကိုဆက်နှိပ်ပါ။တယောက်စရင်တွင်းမယ်ဆိုရင်တယောက်နှစ်ယောက်ဆိုနှစ်ယောက်စာတွင်းလို့ရပါတယ်။ဒါကတော့မလေးရှားမှာပဲရှိတဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုပဲထည့်လို့ရတာပါ။ yes ကိုနှိပ်လိုက်ပါ။သူ့ကိုစရင်တွင်းရင်လည်းဒီလိုလေးတွေထည့်ပေးပါ။ အမည်မြေစာတီမြန်မာနိုင်ငံကို ရွေးပါ လူမျိုးရွေးပါ ကိုးကွယ်ရဘာသာကိုရွေးပါကြားမှရွေးပါ relationship နေရာမှာအဖွားအဖိုးအဖေအမေယောက်ျားမိန်းမအကိုအမတာသမီးမြေးမြစ်အခြားဦးလေးအတော်များကိုစီရင်သွင်းလို့ရပါတယ်မွေးနေ့ရွေးပါဒီလိုပုံစံလေးပေါ်မှာမွေးနေ့မှန်ပါပါမလေးရှားရောက်တဲ့ရက်ကိုလည်းရွေးပါဒီလိုပုံစံလေးပေါ်မှာမှန်ပါပါ ကိုတပိုင်းပုံကိုထည့်ပေးပါ။ဇာရဲစာရန်၃ခုအနက်တစ်ခုကိုထည့်ပေးပါ။မွေးစရင်လည်းထည့်ပေးပါ။ passport ရှိရင်ဓာတ်ပုံရိုက်ထည့်ပါ။ other identity document မှာတိုင်းဒါကတစ်ခုခုထည့်ပေးပါ။ဥပမာအနေနဲ့မြန်မာ muslim card, chin card, mon card, rohingya card တွေကိုဖိုင်တွဲပေးရန်ရည်ကြည်ပါရစေ။ဒါကတော့မလေးရှားမှာပဲရှိတဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုပဲထည့်လို့ရတာပါ။ဒီလိုပေါ်လာမှဖြစ်ပါရစေ။ အရင် UNHCR ကချောက်ထားသူတွေကဒါရီထည့်မပေးလို့အချက်လက်မစုံလို့ခေါ်မပေးတာလို့ခံမှန်းရပါတယ်။လို့ပုံစံလေးရလာရင်တော့အောက်က concept မှာ tick လုပ်ပြီးတော့ next ကိုနှိပ်လိုက်ပါ။ဒီလိုလေးပေါ်လာရင်တရားရဂိုင်းလုံးပြီးမြောက်ပါပြီ။အဲ့ဒီမှာ email ဆိုတဲ့နေရာမှာမိမိ gmail ကိုထပ်မံရေးသားရမှာဖြစ်ပါတယ်။နှစ်ခါရေးပေးလိုက်ပါ။ပြီးရင် submit ကိုနှိပ်လိုက်ပါ။သူတို့စီကိုရောက်သွားပါပြီ။တခုခုကို ပြန်ပြောင်းပြီးဖြည့်ဆွက်ချင်တော့ previous ကိုနှိပ်ပါ။ Gmail ထဲကိုစောနာကမိမိရှောက်ထားတဲ့ရှောက်လောက်ကိုဖိုင်တွဲပေးပို့မှာမို့လို့ Gmail ကိုလည်းသွားစစ်ပေးကြပါနော်။စာရွက်ကို print ထုတ်ပြီးတော့လည်းကင်ထားခြင်းလည်းရတယ်။ Gmail ထဲမှာပဲတင်ထားခြင်းနေဆိုရင်လည်းရတယ်။အရင်လိုမပြောက်တော့ပါဘူး။မိသားစုစာရင်းမသွင်းခြင်းဘူးတယောက်တည်းဆိုရင်တော့0ကိုပြပြီး next ကိုနှိမ့်လိုက်ပါ။ကိုနှိမ့်လိုက်ပါ။80%ပြီးသွားပြီပြပြီးတော့ concept မှာ tick လုပ်ပြီးတော့ next ကိုနှိပ်ပါ Gmail လိပ်စာနှစ်ခါပြန်ရေးပြီး submit လုပ်ရုံပါပဲ ်ဗီဒီယိုတွေကတိုင်းတေချာလေးလုတ်ပေးကြပါရှင်အားလုံးအစီအမိကြပါစေနော်